ခုတင်းရှိမှာလွန်ခဲ့တဲ့2600ရာလောက်ကရေးသားခဲ့ပြီးဘယ်သူမှဖယ်လို့မရတဲ့ဘယ်ဘာသာစကားမှန်းလည်းမသိရတဲ့စာအုပ်တအုပ်ရှိနေပါတယ်ဟုတ်ပါတယ်ဒီစာအုပ်ပါပဲဒါဟာတမိုင်းပညာရှင်တွေစာဝတ်ပြည်ပညာရှင်တွေနဲ့ကမ္ဘာထိပ်တန်းကွန်ပျူတာတွေတောင်မှလက်မြောက်ခဲ့ရတဲ့ကမ္ဘာအကြီးဆုံးလိုအပ်ချက်တစ်ခုပါဒီစာအုပ်ကိုဘိုင်းနဲ့လေးစာမှုလို့ခေါ်ပါတယ်ဘိုင်းနဲ့လို့ခေါ်တဲ့ပစ္စည်းစုဆောင်သူတို့က1912ခုနှစ်မှာတွေ့ရှိခဲ့ပါတယ် ာဘွန်တိုင်းတာမှုအရ15ရာစုအစောပိုင်းမှာရေးသားခဲ့တာတင်ကြပါတယ်။စုစုပေါင်းစာမျက်နှာ140လောက်ရှိပြီးထူးဆန်းတဲ့ရေးသားဟန်မြုံကြီးနိုင်စရာပုံဆွဲချက်တွေနဲ့ရေးနှက်နေပါတယ်။ဒီစာအုပ်ထဲကစာလုံးတွေဟာကဘာပေါ်ကဘယ်နိုင်ငံဘယ်ဘာသာတကားရဲ့အခရာနဲ့မှ မတူပါဘူး။နည်းနည်းလေးစင်လူရိုးမှဖြစ်နေတာမျိုးတော့မရှိပါဘူး။ကွန်ပျူတာတွေနဲ့ခွဲခြမ်းစိတ်ဖြာကြည့်ပေမဲ့ ပုံမှန်ဘာသာစကားတစ်ခုလို့စနစ်တကျရေးသားထားတာကိုပဲတွေ့ရပြီးအတိတ်ဘယ်ကိုတော့ဖော်ထုတ်နိုင်ခြင်းမရှိပါဘူး။နဂတ်တာယာလိုလို အပင်လိုလိုထူးဆန်းတဲ့ပုံစံပေါင်းများစွာပါဝင်နေပါလိမ့်။ဒီထဲကရုပ်ပုံအပင်တတဝါဘာတစ်ခုမှလက်ရှိကဘာပေါ်ကပုံစံအနေနဲ့တူညီမနေပါဘူး။ဒေစာမှုကိုဖြည့်ရှင်းဖို့အတွက်ဒုတိယကမ္ဘာစစ်အတွင်းကစာဝတ်ပြည်ပညာရှင်တွေ CIA ရဲ့လှုပ်ဝက်အဖွဲ့တွေနောက်ဆုံးခင်မီ AI နေအထီတောင်စူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးရလဒ်က တူတူပါပဲ။ဒါဟာလှုပ်ဝက်ကုတ်တစ်ခုလား။အရေးကြီးတဲ့စီးဝါးပေဒါဒါမှမဟုတ်သိပ်ပံဆိုင်ရာအချက်အလက်တွေကိုဖွက်ထားတာများလား။ဒါမှမဟုတ်15ရာစုကလေးကရှင်းအောင်ပစ္စည်းအဖြစ်ရောင်းချဖို့အတိတ်ပဲမရှိတဲ့စလုံးတွေကို ရောနှောထားတာမျိုးရောမဖြစ်နိုင်ဘူးလား။ဘာပဲဖြစ်ဖြစ်ဘွိုင်းနဲ့လည်းရေးစာမှုရဲ့စာမျက်နှာတိုင်းဟာလှုပ်ဝက်ချက်တွေနဲ့ပြည့်နေနေစေပါ။ဘသူမှမဖတ်နိုင်သေးပေမဲ့ဒီစာမှုကို ရေးတက်ကသူရဲ့ရှားပါးစာအုပ်စာကြီးတိုင်းမှာယနေ့တိုင်းသိမ်းဆဲထားပါတယ် မိတ်ဆွေတို့ကဘလို့ထင်ပါသလဲဒါဟာအရေးကြီးတဲ့အသိပညာတွေကိုဝက်ထားတဲ့ကုတ်တခုလားဒါမှမဟုတ်အမျော်အမြင်ရှိရှိဖန်တီးထားတဲ့လိန်လယ်မှုတခုလားကျွန်တော်ကတော့ကဘာဦးသမိုင်းတွေကိုမှတ်တမ်းတင်ထားတဲ့စာအုပ်တအုပ်လိုပဲထင်ပါတယ်ကပားအဝေးဆုံးမြေအရီတွေကတခုဖြစ်တဲ့အက်စတာဂျွန်းကိုဒီအီယာမကြောက်တုံးကြီးတွေကြောင့်လူတီများပါတယ်။ဘသူကဘလို့မျိုးဒီကြောက်ရုပ်တွေကိုတိဆောက်ခဲ့တာလဲဆိုတာ အခုထိဘယ်ရီစံနေသေးပါဒါပေမဲ့အဲ့ဒီကျုံးမောင်မှာကြောင်ရုတ်တီထက်တောင်ပူပြီးလှုပ်ဝက်စမ်းကြယ်တွေအရာတခုရှိနေပါလိမ့်အဲ့ဒါကတော့ရွန်ဂုံလို့ခေါ်တဲ့ရှင်အောင်တသားပြားတွေပေါ်မှာထင်းထူထားတဲ့ဘသူမှဖက်